ဆိုတော့တော်တော်များများမေးနေကြတဲ့ data ပွဲတွေမပြတော့ဘူးလားအရင်လို casting တွေမလုပ်တော့ဘူးလားဆိုတဲ့လူတွေအတွက်ကျွန်တော် data ပွဲတွေခုချိန်ထိပြနေပါသေးတယ်ကျွန်တော်ရဲ့ပထမဦးဆုံး2018ထဲကလှုပ်လာတဲ့ H9TV page က follower 2300 2600လောက်ရှိခဲ့တယ်ဒါပေမဲ့အဲ့ဒါကကျွန်တော်က copyright မိပြီးတော့အဲ့ page က Facebook ကနေ delete ခံလိုက်ရတာပေါ့နော်အဲ့တုန်းကကျတော့ viewer တွေကတအားများတော့ tournament တွေကနေပြီးတော့သူတို့ပွဲကိုခွင့်ပြုချက်မရှိပဲပြတယ်ပါညာဆိုပြီးတော့ copyright နဲ့ဖြုတ်ချခံလိုက်ရတာပထမ page ကပေါ့နော်ဒုတိယ page ကတော့ကျွန်တော် hack ခံလိုက်ရတာဟိုတလောကျွန်တော်ရဲ့ PC ထဲကို malware ဝင်ပြီးတော့ကျွန်တော်ရဲ့ page တွေအကုန်လုံးပါသွားတယ်အဲဒီတော့ကတော့ကျွန်တော်ရဲ့ streaming my shining page ကတော့ပြန်ရလိုက်ပြီးမဲ့ကျွန်တော်ရဲ့အဲ့ follower 6000 7000လောက်ရှိတယ်ကျွန်တော်ရဲ့ ace9 ဒုတိယ page ကပြန်မရလိုက်ဘူးဆိုတော့အခုအချိန်မှာတော့ကျွန်တော် Facebook မှာ ace9 tv official ဆိုပြီးတော့ follower 1000ရှိတယ်အဲ့ page မှာပြနေသေးတယ်အဲတော်တော်များများတော့ YouTube မှာပဲလာကြည့်တော့တယ် YouTube မှာလည်း ace9 tv ဆိုပြီးတော့အခု subscriber 1000နီးပါးလောက်တော့ရှိပြီဆိုတော့အဲ့မှာ ာလည်းပြနေသေးတယ် Twitch မှာလည်း h9_tv ဆိုပြီးတော့ subscriber 10000လောက်ရှိတယ်ဆိုတော့အဲ့မှာလည်းပြနေပါသေးတယ်ဆိုတော့အဲ့3နေရာစလုံးမှာကျွန်တော် Dota 2ပွဲတွေအရင်လိုပဲ casting လုပ်နေပါသေးတယ်ဆိုတော့ကျွန်တော်အရင်တော့လိုတော့ပွဲတွေအများကြီးကိုတော့ focus ပြီးတော့မပြနိုင်တော့ဘူးကျွန်တော်ဒီဘက်မှာလည်း streaming လုပ်တာတွေ content လုပ်တာတွေ IRS stream တာတွေအများကြီးရှိနေတာဆိုတော့ဒါပေမဲ့ကျွန်တော် Dota 2ကောင်းတဲ့ပွဲတွေကိုတော့ကျွန်တော်အရင်လိုမျိုးပဲပြနေပါသေးတယ်ဆိုတော့လာကြည့်ကျင်တဲ့လူတွေအနေနဲ့ကျွန်တော်ရဲ့ Facebook YouTube Twitch 300နေရာသလုံးမှာအလုံးလာကြည့်လို့ရပါတယ်ကျွန်တော်အရင်လိုမျိုးပဲအလုံးနဲ့တူတူဒိုတတူပွဲတွေကတ်နေပါသေးတယ်ဆိုတော့အလုံးပြန်တွေ့ပါမယ်အကုန်လုံးတော့ကျွန်တော် description ထဲမှာ link လေးတွေနဲ့အလုံးထည့်ပေးထားပါမယ် thank you